ဘုန်းကြီးတို့တွေသူများတစ်ပို့ပြီးတော့တော်ကြံကြတယ်သူများတစ်ပို့ပြီးတော့ပါကြံကြတယ်ဆိုတဲ့သဘောထားလေးတွေလူသားတွေမှာရှိတာကိုသတိထားမိလိမ့်မယ်ဘယ်နေရာလေးမှာပဲဖြစ်ဖြစ်ပါကြံတယ်အဲ့တော့သူများတစ်ပါဖို့ရအတွက် သွားတဲ့လမ်းကနှစ်လမ်းရှိတယ်ရိုးဖြောင်းတဲ့လမ်းရယ်ကောက်ကျစ်တဲ့လမ်းရယ်သူများတစ်ပါဖို့ရအတွက် တခြားသူတွေရဲ့ကုန်သိက္ခာတွေကိုဖျက်ဆီးပြီးမှလာအောင်သွားတာဒါတော့သူများရဲ့အခွင့်အရေးတွေကိုဖျက်ဆီးပြီးမ ပါအောင်လုပ်တာအဲ့တော့သူများတွေရဲ့ဘဝတွေသူများတွေရဲ့ပျော်ရွှင်မှုတွေကိုစတေးပြီးမှပါအောင်လုပ်တာဒါမျိုးကိုဒါလက်ခံနိုင်တဲ့လမ်းလို့ခေါ်လို့မရသလိုဒါကိုကောင်းမြတ်သောလူသားတစ်ယောက်ရဲ့လမ်းလို့လည်းပြောလို့မရကိုဘဝအတွက်ကိုစ조사ပိုင်ခွင့်လူတိုင်းမှာရှိတယ်အဲ့ဒီ조사ပိုင်ခွင့်ကိုရိုးဖြောင်သောမှန်ကန်သောမြင့်မြတ်သောလမ်းစဉ်နဲ့တွားပါ ဲ့လိုသွားနေတဲ့နေရာမှာဘဝရည်မှန်းချက်အတွက်သွားနေကြတဲ့သူအချင်းချင်းတချို့ကအဲ့ဒီကောက်ချစ်တဲ့လမ်းကိုရွေးချယ်ပြင်မယ်တချို့ကမွန်မြတ်တဲ့လမ်းကိုရွေးချယ်ပြီးတော့သွားကြတယ်လိုရာပန်းတိုင်ကို ရောက်တဲ့အချိန်ကြတော့လူနှစ်ယောက်ကတံပိုးလဲအတူတော့ဒီဘဝရဲ့ရလတ်လည်းမတူသလိုတမလွန်ဘဝရဲ့ရလတ်တွေလည်းပဲကွဲပြားသွားလိမ့်မယ်အဲ့တော့ ူများထက်ပါကြံတယ်ဆိုရင်မွန်မြတ်တဲ့နေရာတွေမှာပါအောင်ကြိုးစားပါလို့ဘုန်းကြီးကမှာကြံတာပါအဲ့တော့ကုသိုလ်ကောင်းမှုဆိုတာလောရတာခက်ခဲတယ်သူတစ်ပါးကိုမြတ်တာပေးရတာခက်ခဲတယ်ပေးလို့ရအောင်ပေးပါရန်သူအပေါ်မှာတော့မှမေတ္တာမပြတ်မေတ္တာပြန်ပေးနိုင်ခြင်းအားဖြင့်မောမြတ်တော့အလုပ်ကိုလုပ်ပြီးသူများထက်ပိုတာအောင်လုပ်ပါတနာတဲ့ အနာစီယာကောင်းသောဒုက္ခရောက်တဲ့သူတွေအပေါ်မှာလည်းကိုနိုင်တဲ့အတိုင်းအတာအတွင်းကနေကိုရဲ့နိုင်တဲ့ပဝင်းကျင်လောက်မှာပေါ့ကိုနိုင်တာကိုလှုပ်ပေးခြင်းဖြင့်လူသားတွေရဲ့အပေါ်မှာသနာစာနာမှုကိုလှုပ်ခြင်းအားဖြင့်မောမြတ်သောအလုပ်ကိုလုပ်ပြီးတော့သူများထက်ပါအောင်လုပ်ပါပြီးတော့သူတို့ကအောင်မြင်တယ်ဆိုလို့ရှိရင်လည်းဝမ်းသာပေးရခြင်းဘုဒ္ဓတာပွားရခြင်းကခက်ခဲတယ် အဲ့ဒါကိုစိတ်နေစိတ်ထားမမြင့်မြတ်တဲ့သူတွေမလုံးနိုင်ဘူးအလုံးနိုင်တဲ့အလုပ်ကိုကိုကသူများရဲ့အောင်မြင်မှုတွေကို သိရတိုင်းကြားရတိုင်းပြုံးနိုင်သောပျော်နိုင်သောသူဖြစ်အောင်ကြိုးစားပါဥဒိတာကိုပွားနိုင်အောင်ကြိုးစားပါအဲ့ဥဒိတာကိုပွားနိုင်အောင် လုပ်ရင်းဖြင့်သူများထက်သာအောင်ဥဒိတာတည်းဟူသောမွန်မြတ်သောအလုပ်ကိုလုပ်ခြင်းဖြင့်သူများထက်ပါအောင်ကြိုးစားပါ ပြီးတော့အများအကျိုးအတွက်ကို့အကျိုးကို စရေခံတယ်ကို့ကိုကျိုးကိုစွန့်တယ်ဆိုတဲ့အလုပ်ကခက်ခဲတဲ့အလုပ်ပါ အတ္တကြီးတဲ့သူကပဲညားကြတာဖြစ်တဲ့အတွက်ကြောင့်ကို့အတွက်မကြံရင်မလုံချင်ကြတဲ့လောကမှာကိုကကို့အတွက်မကြံရင်နေပါစေကို့ပတ်ဝန်းကျင်ပျော်သွားကြတယ်ကို့ပတ်ဝန်းကျင် ထမင်းဝကြတယ်ကို့ပတ်ဝန်းကျင်အေးချမ်းကြတယ်ဆိုတဲ့အကျိုးကိုသာကြည့်ပြီးတော့လုတ်တက်တဲ့စိတ်ဖြင့် မောမြတ်သောစိတ်ထားမောမြတ်သောအလုပ်ကိုလုပ်ရင်းဖြင့်သူများတဲ့တောင်းကြိုးစားပါအရာရာမှာဒေါသလွယ်ကူစွာမထွက်ပြင်းနဲ့ဘလို့အတိုင်းခိုင်းနေပဲတွေ့တွေ့ဒေါသကို ထိန်းနိုင်ခြင်းအားဖြင့်သူများတဲ့တောင်းကြိုးစားပါတဏှာရာဂဆိုတဲ့အရာတွေကိုလည်းပဲချိုးဖဲ့နိုင်ခြင်းအားဖြင့်သာမန်လူတွေလွယ်လွယ်ကူကူတဏှာရာဂပွားပြီးတော့ပို့ပြီးအားကောင်းအောင် လုံနေကြတဲ့အချိန်မှာကိုကအရိတနာရာကကိုချိုးနှိမ်ခြင်းအားဖြင့်သူများတတ်အောင်ကြိုးစားပါအဲ့ဒီလိုမွန်မြတ်တဲ့နေရာတွေမှာ သူများတတ်သားပါစေလူချင်းတန်းချင်း၊ကုညေချင်း၊ပေးကမ်းချင်းဆိုတဲ့နေရာမှာသူများတတ်အောင်ကြိုးစားပါအဲ့ဒီလိုကောင်းမြတ်တဲ့အလုပ်တွေနဲ့သူများတတ်သားပါစေလို့ဘုန်းကြီးကဆုတောင်းပေးပါလေဒီလိုကောင်းမွန်တဲ့နေရာမွန်မြတ်တဲ့နေရာမှာသူများတတ်အောင် လုပ်တဲ့သူတွေများလာရင် ယောဂကတဖြည်းဖြည်းတဖြည်းဖြည်းနဲ့အေးချမ်းလာလိမ့်မယ်။တဖြည်းဖြည်းတဖြည်းဖြည်းနဲ့ပျော်ရွှင်စရာကောင်းလာလိမ့်မယ်။အဲ့တော့ကောင်းမွန်သောမွန်မြတ်သောအလုပ်တွေလုပ်ရင်းသူများထက်ပိုတော်ပါစေ၊ပိုသာပါစေလို့ဆုတောင်းပေးပါရစေ။